လာရတရားတော်အပိုင်း84ကိုဟောကြားနာကြားကြရမှာဖြစ်ပါတယ်မဟာကလုံစီတော်ဘုရားကြီးရဲ့အနာဂတ်သဒ္ဒနာရေးကျမ်းစာထဲမှာမြန်မာနိုင်ငံရဲ့နိုင်ကြနေတဲ့သာသနာတော်ကြီးကိုပြန်လည်မြင့်တင်ဖို့အတွက်ရှင်တော်ဘုရားကြီးက ထောက်ပြထားခဲ့တာဒီအများကြီးရှိတယ်ပေါ့တော့ယနေ့ခေတ်သာသနာပြုပြင်လို့တဲ့ပုဂ္ဂိုလ်တိုင်းဟာရှင်တော်ဘုရားကြီးရဲ့ဒီအနာဂတ်သာသနာရေးကျမ်းစာကိုစောင့်ထားတဲ့နဲ့နားလည်အောင်ကျင့်ကြံအောင်ဖတ်ထားတဲ့နဲ့မိမိတို့သာသနာမှာ ယဟန်တန်ငါတော်ဒီအနေနဲ့ဘာတွေပြုပြင်ရမလဲကိုယ်ွယ်စိတ်ကတဲ့တရားဒဂမဒီအနေနဲ့ဘာတွေပြုပြင်ရမလဲဘယ်အရာမစိုးလောကမှာကာလတစ်ခုကြာသွားပြီဆိုရင်ယိုရင်းသွားတာပဲလीပြုပြင်ပေးမှပြန်ပြီးတော့ကောင်းသွားကြတာမပြုမပြင်ဘဲနဲ့ဒီတိုင်းထားလိုက်မယ်ဆိုရင် နောက်ဆုံးတုံ့ဆမ်းမရပြိုပြတ်သွားတဲ့အဖြစ်ကိုရောက်သွားကြတယ်ပေါ့အခုလဲသာသနာတော်ကြီးက မြန်မာနိုင်ငံကိုရောက်လာခဲ့တာအတော်ကြာခဲ့ပြီဒီတော့ကိုးကွယ်စည်းကပ်တဲ့မျိုးဆက်တွေရဟန်းတန်ခါမျိုးဆက်တွေလည်းအတော်ချားလာခဲ့ပြီပေါ့မျိုးဆက်တွေအတော်လေးနော်များလာတဲ့အတွက်ကြောင့်တင့်ကြံအာတမှုဘိုင်းတွေကိုးကွယ်စည်းကပ်မှုဘိုင်းတွေမှာယူရင်းမှုလေးတွေရှိလာကြတယ်အတ္တတွေကိုအချိန်မီပြုပြင်ဖို့လိုတယ်အချိန်မီမပြုပြင်ဘူးဆိုလို့ချင်း ြန်မာနိုင်ငံမှာသာသနာကွယ်တဲ့အထိကိုရောက်သွားနိုင်တယ်လို့ဆိုလိုတယ်အဲ့တော့ပြုပြင်ဖို့အတွက်ကိုဆရာတော်ကြီးကမြန်မာလူမျိုးတွေတတ်တည်ရှိဖို့လိုတယ်ပြုပြင်ရဲဖို့လိုတယ်ပေါ့နော်အဲ့လိုပြုပြင်ရဲဖို့အတွက်ဆရာတော်ဘုရားကြီးကအင်္ဂုတ္တရနိကေတိကနိပတ်ပါဠိတော်ထဲကအများနာလည်ထားတဲ့ကာလမတ်တော့စပေထမ်းမှာကတော့ကေတမုတ်တိတုတ်လို့သုံးတယ် အဲ့ဒါဆရာတော်ကြီးကထဲသွင်းဖော်ပြထားတယ်ပေါ့တတိရှိဖို့လိုတယ်ပြပြင်ပြောင်းနေရေးကိစ္စမှာတတိရှိရတယ်ပေါ့သစ္စာဘုရားလက်ထက်တုန်းကကောသလတိုင်းဆိုတာရှိတယ်အဲ့ဒီကောသလတိုင်းထဲမှာအပါဝင်ဖြစ်တဲ့ကေတမုတ်တိလို့ခေါ်တဲ့အရက်ဒေတာတစ်ခုရှိတယ်ပေါ့အဲ့ဒီအရက်ဒေတာကိုဆရာကြီးတွေ ရောက်ရောက်လာပြီးတော့စီယုံကြတယ်ငါတို့အယူဝါဒကအမှန်အခြားဘာသာအခြားအယူဝါဒကအမှားမိမိဝါဒကိုဖြန့်ဖြူးရင်းနဲ့သူများဝါဒသူများဘာသာမကောင်းကြောင်းတွေပြောကြတယ်ပေါ့အဲတော့သူများဘာသာသူများဝါဒကိုအမှားပုတ်ခတ်ပြီးတော့ကိုယ်ဝါဒကိုမှလက်ခံစီလိုတဲ့သဘောမျိုးနဲ့ဆရာကြီးတွေဆရာကြီးတွေတယောက်ပြီးတယောက်လာပြီးစီယုံကြတယ် တယောက်လာတဲ့ငါဘာဒအမှန်နောက်တယောက်လာတဲ့ငါဘာဒအမှန်နောက်တယောက်လာတဲ့ငါဘာဒအမှန်အဲ့တော့အဲ့ဒီဒေတာမှာနေတဲ့လူတွေမျက်စိလဲကုန်တယ်လာသမျှဆရာကြီးတွေအကုန်လုံးကငါဘာဒအမှန်ငါဘာဒအမှန်ဆိုတို့ကဘာကိုလက်ခံရမှာတော့ဝေဝါးကုန်ကြတယ်တန်တရားတွေများကုန်ကြတယ်ပေါ့ဘယ်အယူဝါဒအမှန်လဲဘသူပြောတာအမှန်လဲဝေဝါးကုန်ကြတယ် တော့မြတ်စွာဘုရားရောက်လာတော့သူတို့ဘုရားကိုမေးကြတယ်မြတ်စွာဘုရားတပည့်တို့ဒေတာမှာဆရာကြီးတွေတယောက်ပြီးတယောက်လာပြီးတော့ဟောကြားပြောကြားစီယုံကြတယ်အကုန်လုံးကတော့သူ့ဝါဒအမှန်ကြီးပြောသွားကြတာကြီးပဲအဲတပည့်တို့မှာဘလို့နားလည်အောင်မမ်းမမသိတော့ဘူးဘသူပြောတာအမှန်လဲဆိုတာကိုဝေခွဲမရဖြစ်နေကြပြီဆိုတော့မြတ်စွာဘုရားကအေးတကားတို့တကားတို့အနေနဲ့တန်တရားဖြစ်မယ်ဆိုလည်းဖြစ်လို့စရာကောင်းပါတယ်တဲ့ဒီလောက်တယောက်ပြီးတယောက်လာပြီးစီယုံနေကြတာချုပ်ထွေးကုန်ပြီပေါ့ တော့ဘုရားကဆေချက်ပြောပြတယ်မာအနုတဝေနဆိုတာအိုးငယ်စဉ်ကတည်းကကြားနာခဲ့ရတယ်မှတ်သားလာခဲ့ရတယ်ငယ်ငယ်ကတည်းကကြားနာခဲ့ရတာမို့လို့မှတ်သားလာခဲ့ရတာမို့လို့ဒါအမှန်ပဲဆိုပြီးတော့ဆွေမြတ်မှတ်ယူမထားပါနဲ့เนาะ တို့ငငယ်ကလေးကဒီတိုင်းပဲကြားခဲ့တာပဲလေတို့ငငယ်တုန်းကဒီတိုင်းပဲသင်ခဲ့တာပဲလေဒီတိုင်းပဲမှတ်ခဲ့တာပဲလေဆိုပြီးတော့ငယ်စဉ်ကလေးကကြားခဲ့မှတ်ခဲ့တဲ့ဟာကိုအတီးဆိုပြီးတော့ဆွဲဆဲမြဲမြဲမှတ်မထားနိုင်ဒါလည်းမှားနိုင်တာပဲလေမမှန်ဘူးလို့ဆိုလိုတာမဟုတ်ဘူးဒါမှားသွားတယ်မှားသွားနိုင်တယ်ဆိုတာကိုမြတ်စွာဘုရားကထောက်ပြတာအတီးမှတ်မထားနိုင်တို့ငငယ်ကလေးကဒီတိုင်းပဲကြားခဲ့ရတာပဲဒီတိုင်းပဲမှတ်ခဲ့တာပဲဆိုပြီးတော့ နော်ဆွဲမြက်ပြီးတော့စုပ်ကင်မထားပါနဲ့အရာအလုံးဟာပြောင်းလဲသွားနိုင်တာပဲလीနောက်ဒုတိယမာပရံပရာယအေးတို့မိဘဘိုးဘွားအစဉ်ဆက်ပြောလာခဲ့တဲ့စကားတို့မိဘဘိုးဘွားအစဉ်ဆက်လှုပ်လှန်ခဲ့တဲ့အလုပ်မိဘရိုးရာပဲ ဆိုပြီးတော့ဆွဲဆွဲမြက်မြက်စုပ်ကင်မထားနဲ့ မိဘတွေလည်းမှားနိုင်တာပဲလေဘိုးဘွားတွေလည်းမှားနိုင်တာပဲလေအတို့ဘိုးဘွားနေလည်းဒီတိုင်းလောက်ခဲ့တာပဲနော်တို့အမေဖေလည်းဒီတိုင်းပဲလောက်ခဲ့တာပဲဒါအမှန်ဆိုပြီးတော့စုတ်ကင်မထားနဲ့မှားသွားနိုင်တယ်မိဘတွေလည်းမှားနိုင်တယ်ဘိုးဘွားတွေလည်းမှားနိုင်တာပဲနောက်တစ်ခါမာဣတိကိရာယ ဒီဟာကဒီလိုပဲတယောက်ကလာပြောတယ်တူတယောက်ကနေလာပြောပြတာပေါ့နော်အားအားကဒီလိုပဲกว่าလို့ပြောအဲ့လိုတူတယောက်ရဲ့ဒီဟာဒီလိုပဲလို့ပြောနေတာကိုအကြောင်းပြပြီးတော့လဲဆွဲဆွဲမြဲမြဲမယူမထားနဲ့သူများစကားနဲ့နားမယောင်နဲ့လို့ပြောတာပဲတူတယောက်ကဒီလိုဖြစ်ပါတယ်กว่าလို့ပြောရုံနဲ့လဲလက်မခံနဲ့အိုးဆွဲဆွဲမြဲမြဲမမထားနဲ့ အလဲမှားရင်မှားသွားနိုင်သေးတာပဲလေ။အတော့နံပါတ်၄မာပိတကတံပရာဒီနမိမိတို့တင်ယူ လေ့လာစီးပူးထားတဲ့ကျန်းစာဥတီမှာပါတယ်ဆိုပြီးတော့လဲဆွေးစမြင်မြတ်မှတ်ထားနေအောင်။ဦးဇနမဟာစီစရောဗျာကြီးမိတ်နေ။အဲကျန်းစာဥထဲမှာပါတာကပါတာပဲတဲ့ဒါပေမဲ့အဲကျန်းစာဥထဲမှာပါတဲ့အဓိပ္ပာယ်ကိုမှန်မှန်ကန်ကန်နားလည်အောင်ပါ စာကမှားတာမဟုတ်ဘူးနော်စာကတော့မမှားနိုင်ဘူးဒါပေမဲ့အဲ့စာထဲမှာပါတဲ့အဓိပ္ပာယ်ကိုမှန်မှန်ကန်ကန်ယူဆတတ်အောင်ပါမှန်မှန်ကန်ကန်မယူဆတတ်ရင်လည်းလွဲနိုင်တာပဲလေစာမှာပါတာကတစ်မျိုးကိုယူဆတာကတစ်မျိုးလွဲသွားနိုင်တာပဲအေးအဲ့တော့မြတ်စွာဘုရားကမိမိတို့သင်ထားလေ့လာတာစီးပူးထားတဲ့ကျမ်းစာထဲမှာပါတယ်ကျမ်းစာနဲ့ကိုက်ညီတယ်ဆိုပြီးတော့လဲဆွေသမီးမြတ်မှတ်မထားနဲ့နောက်တစ်ခါ မာတကဟိတုတကဟိတုဆိုတာကစဉ်းစားတယ်နော်ဒီလိုဖြစ်နိုင်တယ်ဟိုလိုဖြစ်နိုင်တယ်စဉ်းစားတယ်စဉ်းစားပြီးတော့ဖြေထွက်လိုက်တယ်ပေါ့နော်အဲ့လိုမိမိတကူးတကအပင်ပန်းခံကြံစည်စဉ်းစားထားတဲ့အရာကိုလည်းပဲဒါအမှန်ပဲကွာငါနှစ်ပေါင်းများစွာစဉ်းစားထားတာဒါပဲဆိုပြီးတော့လေစုပ်ကြိမ်မထားနဲ့နောက်မာနယဟိတု အခြားအရက်ဒေတာအခြားနိုင်ငံတွေမှာဟာဒီလိုလုပ်နေတယ်ဟိုလိုလုပ်နေတယ်အဲတခြားအရက်တခြားနိုင်ငံတွေမှာလုပ်ပုံလုပ်နည်းကိုသဘောကျပြီးတော့လဲဒါအမှန်ပဲလို့စုတ်ကင်မထားနဲ့အော်ဒါဖြစ်တတ်တယ်နော်အဲသူများနိုင်ငံတွေမှာလုပ်နေတာပဲလေဆိုပြီးတော့လဲဒါအမှန်ပဲလုပ်တဲ့နဲ့ဆိုပြီးတော့စုတ်ကင်ထတတ်တယ်အဲကြောင့်အခြားအရက်အခြားနိုင်ငံတွေမှာလုပ်ပုံလုပ်နည်းတွေကိုသဘောကျနှက်သက်ပြီးတော့လဲ အမှန်ပဲလို့စုကြိမ်မထားပါနဲ့မာအာဂါရပရိဝိတက်ကိနအကြောင်းယုတ်တိကိုစဉ်းစားတယ်အကြောင်းယုတ်တိကိုစဉ်းစားတယ်အဲ့တော့အကြောင်းယုတ်တိကိုစဉ်းစားပြီးတော့လည်းပဲနှစ်သက်သဘောကျနော်ကြားလာတယ်အဖြစ်တစ်ခုရလာတယ်အဲ့လိုအကြောင်းယုတ်တိတွေကိုစဉ်းစားပြီးတော့လေဒါအမှန်ပဲလို့စုတ်ကံမထားပါနဲ့ နောက်မာဒိဋ္ဌိနေဇာနာခန္တိယသူတပားပြောဟောနေတဲ့အယူဝါဒတွေစကားတွေဟာမိမိကြံစည်စဉ်းစားထားတာနဲ့တထက်တည်းကြသွားတယ်၊ကြိုက်သွားတယ်ပေါ့လေ။ကိုထင်ထားတာနဲ့သူဟောတာနဲ့ကွတိကြသွားတဲ့ခါမှလည်းကန့်ညီသွားတယ်ပေါ့နော်။သူပြောတဲ့စကား၊သူဟောတဲ့တရားနဲ့ကိုတွေးထားတာနဲ့ကွတိကြသွားတယ်၊ကြိုက်သွားတယ်၊ညီသွားတယ်။အဲ့ဒါကိုလည်းဒါအမှန်ပဲလို့စုပ်ကိုင်မထားပါနဲ့။ မာဘဗ္ဗရူပတာယဒီပုဂ္ဂိုလ်ကတဏ္ဍာပုဂ္ဂိုလ်ကြီးဝေဒုကုံလို့ရတဲ့ပုဂ္ဂိုလ်ကြီးဘယ်နိုင်ငံကဘလို့ဘွဲ့တွေရတာလားလေးစားရတဲ့ပုဂ္ဂိုလ်ကြီးဆိုပြီးတော့လဲအဲ့ဒီလေးစားရတဲ့ပုဂ္ဂိုလ်ကြီးဆိုပြီးတော့လဲသူ့စကားကိုဆွေဆွေမြဲမြဲစုပ်ကိုင်မထားနဲ့အမှန်လို့အသေးမယူနဲ့နောက်ဆုံးတစ်ခုကတော့မဟာတမနောနောဂရုဟာဒါကငါတို့ကိုးကွယ်တဲ့ ဆရာပဲငါတို့ကိုးကွယ်ထားတဲ့ဘုန်းကြီးပဲဒီကိုးကွယ်တဲ့ဘုန်းကြီးစကားမှမယုံဘူးစကားယုံမလဲဆိုပြီးတော့ကိုကိုးကွယ်တဲ့ပုဂ္ဂိုလ်မို့လို့ကိုယုံကြည်တဲ့ပုဂ္ဂိုလ်မို့လို့ဆိုပြီးတော့လဲဆွေစမြေဆုတ်ကင်မထားနဲ့ဆိုပြီးမြတ်စွာဘုရားကစေမျိုးဟောကြတယ်မတ်တက်တယ်နော်မတ်တက်တယ် တပိညုတဉာဏ်တော့မရထားဘူးဆိုရင်အရာအလုံးကိုမသိနိုင်ဘူးအဲ့တော့အမြဲတမ်းပြောင်းလဲသွားနိုင်တယ်ဥစ္စာဆေးပညာလောကမှာကိုပဲကြည်လိစိတ်သိပံမှာဥစ္စာတို့နှစ်စဉ်နှစ်စဉ်ပြောင်းလဲနေကြတယ်တွေးရှိချက်တွေကတနည်းနဲ့တနည်းမတူဒီနှစ်တစ်မျိုးတွေ့တယ်နောက်တစ်နှစ်တစ်မျိုးတွေ့သွားတယ်အဲ့တော့ပထမနှစ်ကထုတ်ခဲ့တဲ့အဖြေကအမှားဖြစ်သွားပြန်တယ်နော်အဲ့ဒါကြောင့်ယခုအချိန်ကမှဒါအမှန်လို့ လက်ခံထားကြပြီမယ်နောက်တစ်ချိန်မှာအဲ့ဒါကြီးကအမှားဖြစ်ဖြစ်သွားနိုင်တာပဲလေဒါကြောင့်စောက်ကြိမ်မထားနဲ့လို့ပြောတာလက်ရှိအမှန်လို့လက်ခံထားတာတွေဟာတင်းတင်းတချင်ချင်မှာအမှားလည်းဖြစ်သွားနိုင်တာပဲနော်ဒါလောကမှာတွေ့နေရတာတွေအများကြီးပဲဒါကြောင့်မြတ်စွာဘုရားကဒီဆက်ချက်ကိုဟောကြားခဲ့တာဖြစ်တယ်ပေါ့ဒါမှဒါဒါမှဒါအမှန်ဆိုပြီးတော့စောက်ကြိမ်မထားကြဘူးပြောင်းလဲသွားနိုင်တယ်တွေ့ရှိချက်တွေကပြောင်းလဲသွားနိုင်တယ်ပြိပံပညာရမှလည်းဒီတိုင်းပဲ ပြောင်းလဲနေတာပဲသူတို့ညံမင်းတလောက်ရှားပွေကြတယ်စမ်းသပ်ကြတယ်သူတဲ့တနာပြုကြတယ်အဲ့တော့ညံမင်းတလောက်ရှားတော့တွေ့တယ်ဒါပေမဲ့အဲ့ထက်ပို့ပြီးတော့ထက်ရှားတော့လည်းထက်တွေ့တာပဲအဲ့တော့အရင်ဆုံးကတွေ့တာကမသွားပြန်ရောနော်ဒါသိပ္ပံလောကမှာရောဆေးလောကမှာရောအမျိုးတွေကမကြာခဏကြုံရတဲ့သဘောတွေဒါကြောင့်မြတ်စွာဘုရားကကာလမတို့ကိုပြောတယ်ဆက်ချက်အေးတဲ့ဒီဆက်ချက်ကိုမင်းတို့တွေ ပညာရှိသူတော်ကောင်းတွေကဲတဲ့အလုပ်စုတ်ကံမထားနဲ့စုတ်ကံမထားနဲ့အဲ့တော့ဓာတ်တွေကိုစုတ်ကံထားရမယ်ဆိုရင်ကို့မှာကောင်းကျိုးမရနိုင်ဘူးဓာတ်တွေကကောင်းကျိုးမရနိုင်ဘူးဒါကြောင့်ကောင်းကျိုးလိုလားတဲ့ပုံကိုယ်တွေကစုတ်ကံမထားရဘူးစွန့်လွတ်ရမယ်လို့မြတ်စွာဘုရားကဟောတယ်ဥစ္စာစာပေထဲမှာဥပမာလေးတစ်ခုရှိတယ် တငယ်ချင်းနှစ်ယောက်မျက်ရိပ်ပြီးတော့လာကြတယ်မျက်တထုပ်တယောက်တထုပ်ထမ်းလာကြတယ်မျက်တွေထမ်းပြီးလာကြမျက်တွေထမ်းလာတော့လမ်းမှာတော်တော်လေးခྱི་ပေါက်လာတော့ဗောနောမျက်တို့ကြီးထမ်းပြီးလာကြတော့တော်တော်လေးခྱི་ရောက်လာတော့လမ်းမှာဝါကုန်းထုပ်ကိုတွေ့တယ်ဝါကုန်းထုပ်ကိုတွေ့တော့ တငယ်ချင်းတယောက်ကဟာဘာကုန်းထုတ်တွေ့ပြီဟေ့ဆိုပြီးတော့မြက်ထုတ်ကြီးကိုပြစ်ချမြက်ထုတ်ကြီးကိုပြစ်ချပြီးတော့အဲဝါကုန်းထုတ်ကိုကောက်ထမ်းလိုက်တာပေါ့နောက်တငယ်ချင်းတယောက်ကြတော့အာငါတို့ဒီမြက်ထုတ်ကြီးကိုထမ်းလာတာတော်တော်လေးခရီးရောက်လာပြီနှမျိုးစရာကြီးနော်ငါတို့အချိန်တော်တော်ကြာကြာဒီမြက်ထုတ်ကြီးကိုထမ်းလာခဲ့ကြတာနှမျိုးစရာကြီးဆိုတော့ဝါကုန်းထုတ်ကိုတွေ့ပြီမဲ့မိမိတယ်လာခဲ့တဲ့မြက်ထုတ်ကြီးကိုနှမျိုးလို့ ြစ်မချဘူးဝါကွန်းထုတ်ကိုလဲမယူဘူးတယောက်ကမျက်ထုတ်ကိုပြစ်ချပြီးတော့ဝါကွန်းထုတ်ကိုကောက်တယ်လိုက်တယောက်ကကျတော့တဲလာတဲ့မျက်ထုတ်ကြီးကိုနှမျောလို့မျက်ထုတ်ကိုပြစ်မချဘဲနဲ့ဝါကွန်းထုတ်ကိုပဲဆက်ထန်လာဆိုတော့အရက်ဒေတာရောက်တဲ့အခါကျတော့ဝါကွန်းထုတ်တဲလာတဲ့ပုဂ္ဂိုလ်ကရောင်းချလိုက်တော့ပတ်စံနဲ့အများကြီးရတယ်ပေါ့ဟိုမျက်ထုတ်တဲလာတဲ့ပုဂ္ဂိုလ်ကဘာမှလုပ်မရဘူးနွားစာပဲရတယ်အဲ့တိုင်းပဲနော် လက်ရှိအနေအထားမှာမိမိတို့ဒါအမှန်လို့လက်ခံထားပေမဲ့တတိယတစ်ချိန်မှာဟာတို့လက်ခံထားတာအမှားတွေပဲလို့သိတဲ့နေကြရင်ရဲရဲဘုံဘုံဆွံ့ရမယ်လို့ဆိုလိုတယ်နော်မှားမှန်သိလျက်နဲ့တို့တွေနေပေါင်းများစွာဒီလိုပဲမှတ်လာခဲ့တာပဲလေဆိုပြီးတော့စုတ်ခံမထားနဲ့စုတ်ခံမထားနဲ့အဲကြောင့်မာကနောဆေနောပြည်ကြီးကဘာမိတ်တယ်လဲဆိုတော့မြို့မြန်မာလူမျိုးတွေငယ်စဉ်ကတည်းကမှတ်လာခဲ့တာဆိုပြီးတော့လဲစုတ်ခံမထားကြနဲ့ မိဘဘိုးဘွားရိုးရပါဆိုပြီးတော့လဲစုတ်ကဲမထားကြနဲ့။အားဆရာတော်တန်ခါတော်တွေပြောတဲ့စကားပါဆိုပြီးတော့လဲနော်စုတ်ကဲမထားကြနဲ့တဲ့အကျိုးရှိမရှိကိုစဉ်းစားကြပါတဲ့။မိဘရိုးရဆိုပေမဲ့လဲအကျိုးရှိမရှိလှုပ်တဲ့မလှုပ်တဲ့။ဘုန်းကြီးတွေပြောတာဆိုပေမဲ့လဲတကယ်အကျိုးရှိလားမရှိလားစဉ်းစားကိုယ်ပိုင်ဉာဏ်နဲ့စဉ်းစားဆရာတော်ကြီးကနော်အာမနာတဲ့စဉ်းစား။ဘယ်ဘုန်းကြီးပြောတာမှုလို့ဆိုပြီးတော့လဲမျက်စိပိတ်ယုံမနေကြနဲ့ဆရာတော်ကြီးက။အာရပါရဝေဖန်စဉ်းစား အကျိုးရှိလားမရှိလားလုံတင်လားမလုံတင်လားပြောတင်လားပြောတင်လားစဉ်းစားဒါစဉ်းစားလို့ရတယ်နော်ဘယ်စရာတော်ကြီးပြောတာမဟုတ်လို့ဆိုပြီးတော့လဲမျက်စိပဲယုံစရာမလိုဘူးအကျိုးတင်အကြောင်းတင်စဉ်းစားပါတဲ့စရာတော်ကြီးကနော်အကျိုးတင်အကြောင်းတင်စဉ်းစားအကြောင်းငယ်စဉ်ကတည်းကမှတ်ခဲ့တာမဟုတ်လို့ဆိုပြီးတော့လဲမျက်စိမိတ်ယုံပြီးလုံမနေကြနဲ့မိဘရိုးရာဆိုပြီးတော့လဲမျက်စိမိတ်ယုံပြီးလုံမနေကြနဲ့ဘုန်းကြီးပြောတာပဲဆိုပြီးတော့လဲမျက်စိမိတ်ယုံပြီးလုံမနေကြနဲ့ အကျိုးအကြောင်းစဉ်းစားပါအကျိုးရှိတယ်ဆိုရင်လှုပ်ပါမစရောကြီးရအကျိုးရှိတယ်ဆိုရင်လှုပ်အဲ့ဒီယူကိုစုတ်ကင်ထားဒါကြောင့်စရောကြီးရဗမိတ်လဲဆိုတော့အစွဲတန်တဲ့ပုံကိုယ်တွေအယူသီးတဲ့ပုံကိုယ်တွေစရောကြီးကသတိပေးတယ်ဆွဲတဲ့နေရာကြမှာဆွဲကြပါတဲ့စရောကြီးကနော်ဆွဲတဲ့နေရာမှာတော့ဆွဲပါကောင်းတဲ့နေရာမှာဆွဲပါစရောကြီးကမဆွဲတဲ့နေရာမှာကျတော့မဆွဲပါနဲ့လွှတ်ချလိုက်ပါတဲ့ မဆွဲတဲ့နေရာဒီမှာဆွဲလန်းနေရင်ကောင်းကျိုးတဲ့ဇိုးကျုံရပါလိမ့်မယ်နော်မှန်ကန်တဲ့ကိစ္စမို့လို့စုတ်ကင်ထားတယ်ဥပမာ၅ဘန်းတိလသူတို့ဘာတက်ကိုတက်ရင်အကုသို့ဖြစ်တဲ့အပြစ်ကြီးတယ်လို့စုတ်ကင်ထားသူများလာပြောမယ်ဟာမင်းသူတို့ဘာတက်တက်အဲ့ဒါကုသို့ရတယ်လာပြောလက်မခံတဲ့စုတ်ကင်ထားတာကြတော့အဲ့ဒါမျိုးတော့စုတ်ကင်ထားရတာနော်ဟုတ်တယ်စဉ်းစားကြည့်ပေါ့သူများတက်တက်တာဘယ်လိုလုပ်ကုသို့ရမှာလဲဆိုတော့အဲ့ဒါမျိုးကြရင်စုတ်ကင်ထားရတယ် စုံလင်ထားရတယ်နော်ဘသူတွေဘလို့ပြပြလွတ်မချရအောင်ငါဘာဒီလနဲ့ပတ်သက်ပြီးတော့အဲ့ဒါတွေလွန်ကျူးกว่าဘာမှမဖြစ်ပါဘူးလို့ပြောလိုက်လက်မခံရအောင်အဲ့ကြောင့်စုံလင်ထားငါဘာဒီလအောင်ဒါနမူနာပြောပြတာနော်အေးအဲ့ဒီတော့ပြောချင်တာကဆွဲတဲ့နေရာမှာဆွဲပါတဲ့မဆွဲတဲ့နေရာမှာမဆွဲကြပါနဲ့တဲ့ဆရာတော်ကြီးကမဆွဲတဲ့နေရာမှာဆွဲလဲနေကြရင်ကောင်းကျိုးရဖို့မမြင်ဘူးဆရာတော်ကြီးကမိတ်တယ်မြန်မာလူမျိုးတွေတတိပြဖို့လိုအပ်တယ်ပေါ့ တော့ဆရာတော်ကြီးကဆက်ပြီးတော့မိတ်တယ်ဟိုအာတော့ကမင်းကြီးတို့တတိရှိတယ်မိဘဘိုးဘွားအစဉ်အဆက်ကိုးကွယ်လာတဲ့ဗြဟ္မဏတွေကိုရရဲ့ဝန်ဆုံးလိုက်တယ်သူ့နန်းတော်ထဲမှာ74000နေ့စဉ်စွန့်ကြွေးပွဲလုပ်တယ်ဗြဟ္မဏတွေပုံနာတွေကိုစွန့်ကြွေးတာမိစ္ဆာဒိဋ္ဌိတွေကိုစွန့်ကြွေးတာမိဘဘိုးဘွားအဆက်ဆက်ကကိုးကွယ်လာတာနောက်ကိုရင်လေးနေကြောတာနဲ့တွေ့တဲ့အခါဘာသာပြောင်းသွားတယ် ရဲရဲဝုံကိုစွန့်ပလိုက်တာနော်အာနာဘာနာနဲ့တော့ဆုံးကတ်မနေတော့ဘူးရဲရဲကြီးကိုစွန့်ပလိုက်တယ်တိတိတွေကိုကတ်မဲ့အစားနန်းတော်မှာတန်ဃာတော်တွေကအစားထိုးပလိုက်တယ်အဲ့လိုရဲရဲကြီးကိုစွန့်လိုက်တာဆရာတော်ကြီးကမြန်မာလူမျိုးတွေကိုအဲ့လိုရဲရဲတောက်ပြုပြင်စေချင်တာမားနေတာကြီးကိုဘာလို့စောက်ခိုင်းထားမှလဲရဲရဲစွန့်ဆရာတော်ကြီးကနော်အကြောင်းအတော်ကမင်းကိုကြည်နော်မာမနဲ့တိရောအဲ့ဗြဟ္မဏမိစ္ဆာဒိဋ္ဌိတွေကိုအကုန်လုံးစော့တန်ဃာတော်ရင်းနဲ့အကုန်စားထိုးပလိုက်တာပဲ ။ကောမြန်မာနိုင်ငံမှာလည်းအနှောရထား။ပကံကိမှာအနှောရထားမင်းကြီးလည်းပထမတော့ကအကြီးကြီးတွေကိုကိုးကွယ်တာပဲ။ဒါပေမဲ့အစာထိုးစရာရလာတယ်။အရှင်အရဟံအစာရှိတဲ့တန်ဃာတော်များအစာထိုးလို့ရသွားတယ်။အကြီးကြီးတွေအကုန်လုံးဖယ်ချပြီးတော့ယဟန်စေယဟန်မှန်တန်ဃာခေါင်းတွေနဲ့အစာထိုးပလိုက်တာပဲ။ရေရေဝုံပြုတ်ပြလိုက်တာနော်။မတိလို့ကိုကိုွယ်ခဲ့တယ်တိတဲ့ချိန်မှာရေရေဝင်ဆော့လိုက်တယ်အမှန်ကိုပြင်ရဲတယ်ပေါ့ အဲကြောင့်မာကျွန်တော်ကျွန်တော်ဘုရားကြီးကဒီတာတကနှစ်ခုကိုထောက်ပြတယ်အတော်ကမင်းကြီးအနော်ရတာမင်းကြီးရဲရဲဝုံအမားတွေကိုစွန့်ပြီးအမှန်ကိုပြင်ခဲ့တယ်ယနေ့လက်ရှိမြန်မာနိုင်ငံမှာလည်းခေါင်းဆောင်ပုဂ္ဂိုလ်တွေနိုင်ငံတော်အကြီးအကဲပုဂ္ဂိုလ်တွေသာသနာ့ထဲကသာသနာ့ဝန်ဆောင်ဆရာတော်ကြီးတွေအကြီးအကဲတွေနော်ပြုပြင်တဲ့နယ်တဲ့နော်အနော်ရတာတို့လိုအတော်ကမင်းကြီးတို့လို လုံးလုံးကြီးပြုပြင်ဖို့မဟုတ်သေးတိုင်အောင်တဲ့ အစိုးဘက်ကိုလှည့်နေတဲ့သာသနာကိုအကောင်းဘက်ကိုဥတီလာအောင်လေလုပ်ဖို့ကောင်းတယ်နော်အတော့အတော့ကားတို့လိုမဟုတ်သည့်တိုင်အောင်အနော်ထားတို့လိုမဟုတ်သည့်တိုင်အောင်အစိုးဘက်ကိုအခုဥတီသွားနေတဲ့သာသနာနော်ဘုရားရှင်ရဲ့အဆုံးမနေရာတိတ်ကောင်းတယ်ဒါပေမဲ့ဘာသာဝင်ဖြစ်တဲ့ဒကာဒကာမတွေသာသနာရင်းကယဟန်တန်ဃာတော်တွေကစိတ်နေစိတ်ထားတွေအကျင့်တွေပြတ်လာကြတယ်နိသာသနာမှာအတူရောင်နေလဲများလာကြတယ် လူကြောင်တွေကိုလည်းအစစ်အမှန်တင်ပြီးကိုယ်ကွယ်နေတဲ့လူတွေလည်းတပုံကြီးပဲအဲ့တော့သာသနာညှိုးနှွမ်းနေတယ်ပေါ့အဲ့တော့ညှိုးနှွမ်းနေတဲ့သာသနာတော်ကိုအကောင်းဘက်ကိုပြန်ရောက်လာအောင်ဥတည်လာအောင်သာသနာခေါင်းဆောင်နိုင်ငံခေါင်းဆောင်ပုဂ္ဂိုလ်တွေကပြုပြင်သင့်တယ်တဲ့ဆရာတော်ကြီးကနော်အနာဂတ်သာသနာရေးကျမ်းထဲမှာဆရာတော်ကြီးရရတောက်မိန်ထားတယ်အေးအကယ်၍များအချိန်မီနော်နိုင်ငံခေါင်းဆောင်သာသနာဝန်ဆောင်ပုဂ္ဂိုလ်တွေကမပြုပြင်နိုင်ကြဘူးဆိုရင်နောက်အနာဂတ်မှာလူငယ်တွေဟာ ဘာသာသာသနာကိုပြစ်သွားကြလိမ့်မယ်။သာသနာကိုကိုးကွယ်ကြတော့မှမဟုတ်ဘူးတဲ့ဆယ်တော်ကြီးကအလွန်ဉာဏ်ကြီးတယ်ယနေ့ခေတ်ဆယ်တော်ကြီးပြောတဲ့အတိုင်းဖြစ်နေတာပဲနိ။ယနေ့လူငယ်တွေဘာသာမဲ့တွေတော်တော်များများဖြစ်ကုန်ကြပြီ။ဘာသာတွေပြောင်းကုန်ကြပြီ။ဆယ်တော်ကြီးပြောတဲ့စကားတထက်ထဲပဲနော်။အချိန်မီပြုတ်ပြင်းနိုင်ရင်ပြုတ်ပြင်းမပြုတ်ပြင်းနိုင်ရင်အနာဂတ်လူငယ်တွေဟာနော်ကိုးကွယ်ရမဲ့ကုန်လိမ့်မယ်တဲ့ဆယ်တော်ကြီးကမှားခဲ့တယ်။ပညာရှိတို့ရဲ့အမြင်ကနော်ပြည့်ကြည့်တာတဲ့ မှန်တယ်နော်နော်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဆရာတော်ကြီးပြောခဲ့တဲ့စကားယနေ့မှန်းနေပြီနော်မပြုတ်ပြင်ကြဘူးဆိုရင်အနာဂတ်မှာလူငယ်တွေဘာသာမိတ်ကုန်လိမ့်မယ်နော်တဲ့ဆရာတော်ကြီးမှာခဲ့တယ်လူငယ်တွေစဉ်းစားကြပြီလीလူငယ်တွေစဉ်းစားကြပြီနော်ဒါကြောင့်ဦးဇင်းတို့ကိုကျင်တရားကိုဥတည်တဲ့သာသနာဖြစ်ဖို့လိုတယ်ကိုကျင်တရားပါတဲ့သာသနာဖြစ်ဖို့လိုတယ်ဒကာဒကာမတွေလည်း ၅ပါးသီလကစပြီးတော့ကိုကျင့်တရားတွေကောင်းကျိုးစားအောင်ယဟန်တန်ဃာတော်တွေလည်းယဟန်ဝီနီကိုရင်ဝီနီတွေကိုနော်ကိုရင်တွေလည်းကိုရင်ဝီနီယဟန်နဲ့ယဟန်ဝီနီတွေကိုလေးစားလိုက်နိုင်ကြမှာဖြစ်တယ်အဲ့တော့ကိုကျင့်တရားကိုအခြေခံလို့မေတ္တာကရုဏာမုဒိတာမြတ်မစိုးတရားတွေထွန်းကောက်အောင်ကျိုးစားကြမှာဖြစ်တယ်နော်အဲ့လိုမှမဟုတ်ရင်လူငယ်တွေအတွက်အထင်သေးစရာသာသနာတစ်ခုဖြစ်သွားလိမ့်မယ်အထင်သေးစရာဖြစ်သွားလိမ့်မယ်ဘုန်းကြီးတွေဆိုတာအခွင့်အထူးကံမှာကွာဆိုတာမျိုးတွေဖြစ်သွားလိမ့်မယ် ကြောင့်ဦးဇနောင်မြတ်မှာကတော့ဆရာဘုရားကြီးကအဲ့လိုသာသနာတော်ကိုအထင်သေးတာကိုမကြိုက်ဘူး။အကြောင်းကိုယ်တန်ဃာတွေကိုအားမရဘူး။နော်။တန်ဃာတော်တွေကိုဆရာတို့ကြီးအပြစ်မြင်တာမဟုတ်ဘူး။လူတွေအထင်သေးတာကိုမခံစေချင်တာ။ဒါကြောင့်ဆရာတို့ကြီးကသူများရဲ့နော်ပစ္စည်းကိုတုံးဆောင်နေရတဲ့ဘဝရဟန်းဘဝဆိုတာ။အကြောင်းသူများရဲ့တစ်ချက်တန်ပစ္စည်းကိုကိုကတုံးရင်နှစ်ချက်တန်အောင်ကိုကလုတ်ပြရတယ်ဆရာတို့ကြီးက။နော်။ချောင်းစားနေတာမဟုတ်ဘူးဆိုတာကိုလုတ်ပြဖို့လိုတယ်ဆရာတို့ကြီးက။ ူများတွေရဲ့စွန်းသင်ကန်းကြောင်းစေးပစ္စည်းလေးပါးတွေကိုမိဝဲနေတယ်။ဘုံကြီးဆိုတာဇိမ်နဲ့နေတာမဟုတ်ဘူး။ဘလောက်ထိစူးစမ်းသလဲဆိုတာကိုပြဖို့လိုတယ်။ကြောင်ဆရာတော်ကြီးကတာသနာကိုအထင်သေးတာမကြိုက်ဘူး။တန်ဃာတော်တွေအထင်သေးခံတာမကြိုက်ဘူး။ဒါကြောင့်အားမလို့အားမရဖြစ်ပြီးတော့ကိုယ်တန်ဃာတော်တွေကိုပြုပြင်စေချင်တာကောင်းစေချင်တာ။နော်ဆရာတော်ကြီးကတန်ဃာတော်တွေကိုပုတ်ခတ်နေတာမဟုတ်ဘူး။တန်ဃာတော်တွေကိုအားမလို့အားမရဖြစ်ပြီးတော့နော်တာသနာတော်ကြီးကိုအထက်တန်းကြောက်အောင် ရောက်စေချင်တာ။အဲ့ကြောင့်ဆရာတော်ကြီးကမှားတာနော်။ အေးအဲ့လိုမပြုတ်ပြင်ကြဘူးဆိုရင်တော့အနာဂတ်မှာလူငယ်တွေသာသနာကိုကိုယ်ခဲ့ကြတော့မှာမဟုတ်ဘူးဘာသာမဲ့တွေဘာသာကြားတွေဖြစ်ကုန်လိမ့်မယ်ဒါကြောင့်ပြုတ်ပြင်နိုင်မှသာသာသနာလည်းအကျိုးရှိနိုင်ငံလည်းအကျိုးရှိမိမိကိုယ်တိုင်လည်းအကျိုးရှိမယ်တဲ့နော်ဒါကြောင့်ဦးဇင်းတို့ငယ်စဉ်ကတည်းကမသားခရတာပဲဖြစ်ဖြစ်ပြီးပါဘိုးဘွားရိုးရမယ်ဖြစ်ဖြစ်ဇေရောတန်ကတော်တွေဟောတာပဲဖြစ်ဖြစ်စဉ်းစားကြပါအကျိုးရှိလားမရှိလားစဉ်းစားပါအကျိုးရှိတယ်ဆိုရင်လက်ခံမှလုပ်ပါ အကျိုးမရှိဘူးဆိုရင်ရဲရဲသာဆွန့်လိုက်ပါနော်ဒါအလွန်ကောင်းတဲ့မြတ်စွာဘုရားရဲ့အဆုံးအမတရားဒေသနာဖြစ်ပါတယ်နော်ကေတမုတ်တိတုတ်လို့လည်းခေါ်တယ်ကာလမတုတ်လို့လည်းခေါ်ကြတယ်အေးကောင်းပြီဒါကြောင့်ဒီနေ့အလို့ရှင်များနဲ့တကွဓမ္မမိတ်ဆွေများအားလုံးကြီးပွားတိုးတက်ခြင်းနဲ့ဆိုရင်အစွဲမကြီးပဲနဲ့နော်အကျိုးရှိမရှိစင်စင်ဆုံးဆုံးဖြတ်တုံ့တက်နိုင်ပြီးတော့အကျိုးရှိတယ်ဆိုမှသာယုံကြည်လက်ခံ ဆောင်ရွက်ကြရမယ်လို့နားလည်သဘောပေါက်ကြပြီးတော့မြတ်စွာဘုရားရဲ့အဆုံးအမတော်ကိုဥထရပန်ဆင်ပြီးလောကအကျိုးသာသနာအကျိုးကိုတည်ဖို့နိုင်တဲ့အမျိုးကောင်းသားမျိုးကောင်းသမီးများဖြစ်အောင်ကိုယ်စီကိုယ်စီကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း